တက်ကရေ640တင်းမှ936အထိရခိုင်ပြည်လောင်ကျက်မြို့တော်မှာအုပ်စိုးသောရခိုင်ပြည်မိထီဟာအလွန်တရာဖြောင်းမတ်ပါ၏သူထုတ်ထားသောအမိတ်တရမှာ သားမကောင်းလင်အဖကိုစီရင်ရမည်တမီးမကောင်းလင်အမိကိုမယားမကောင်းလင်လင်းကို တပည့်မကောင်းလင်ဆရာကိုကျူမကောင်းလင်တခင်ကိုစီရင်ရမည်ဟု၍ဖြစ်ပါ၏ထိုအမိတ်တော်ကိုရခိုင်ပြည်မိထီရဲ့ဦးကြီးတော်အနန္တဘယအမတ်ကြီးကရခိုင်ပြည်မိထီရခွင်ပိုက်အွေကလေးကထုတ်ပြန်ထားခဲ့ခြင်းမှာ ီနေ့မှာတော့တတိနှစ်ယောက်ရဲ့ကျော်များဟာအခြားသူရဲ့နွားကိုခိုးယူတက်စားကြပါ යි ထိုအကြောင်းကိုတတိတိတော့အသက်ခံရမှာကိုကြောက်တဲ့အတွက်ဘရင်ဦးဤတော်အနန္တဘယအမတ်ကြီးရဲ့ကတော်ထံသို့ချင်းကပ်ပြီးအပြစ်မှလွတ်စေကြောင်းတဇိုးလက်ဆောင်များနဲ့လက်ထိုးပါ යි အမတ်ကြီးကတော်ကလည်းဘရင်မင်းတိအနေနဲ့သူ့ရဲ့ဦးရီတော်ကိုအပြစ်မပေးတော့ပါဘူးလို့တွေးထင်ကတတိလက်ထိုးတဲ့တဇိုးလက်ဆောင်များကိုလက်ခံထားလိုက်ပါ යි တရက်ခံများကိုစစ်တဲ့အချိန်မှာတော့ ဦးဤတော်အနန္ဒဘုရားရဲ့ကြုံများဖြစ်ပါလို့အလျှောက်တင်ရအမတ်ကြီးခင်များမှလည်းဇနီးဖြစ်သူကလက်ခံပြီးဖြစ်တော့ကြောင့်ဟုတ်ပါတယ်လို့ဝန်ခံလိုက်ရပါတယ်သူကဘယင်မင်းထီဟာအခြားအမတ်များနဲ့တိုင်ပင်ပြီးငါတို့မင်းမီတီမှာမိသူမျက်နာကိုမှ မထောက်နိုင်လို့ဆိုကဦးဤတော်ကို သူ့တက်တို့လက်အားပို့လိုက်ပါတယ်တခါမှလည်းမင်းမူတန်အမတ်စသူတို့ဟာကွန်စာပြီးရင်ပေကျင်းနဲ့ထုံးများကိုနန်းတော်တိုင်များမှာအမှတ်တမိတ်တုံလိရှိကြပါ යි ။ဘရင်မင်းထီမြင်တော့ ။နောက်နန်းတို့အတိုင်းမှထုံးတုပ်သူကိုတွေ့လင်းတုပ်တိလက်ချောင်းကိုဖျက်မြည်လို့အမိတော့မှတ်ခဲ့ပါ යි ။တနေ့မှာတော့ဘရင်မင်းကြီးကိုယ်တိုင်နန်းတို့အတိုင်းမှလက်ညှိုးဖြင့်အမတ်တမိထုံးတုပ်မိရာတွေ့လိုက်တော့အမတ်တပါးကအချိန်နိုင်နေတဲ့ကွာအမှတ်ထားလိုက်ပါ යි ။ထိုထုံးတုပ်ရာကိုဘရင်မင်းကြီးမြင်တော့အစ်မေးရမှတ်တမ်းယူထားတော့အမတ်ကလည်းဘရင်ကိုယ်တိုင်တုပ်ချောင်းအချိန်လေးတကွာအလျှောက်တင်တော့အခါဘရင်မင်းကြီးဟာအများရှိမှပင်မိမိရဲ့လက်ညှိုးကိုတန်လျက်နဲ့ဖြတ်လိုက်ပါရော တခါကလည်းဘရင်မီးတီဟာအကြီးကျုံတယောက်ကိုအမတ်ကြီးယာတုခံပါ යි ထို့အခါမိဖုရားဖြစ်သူကမိမိရဲ့မောင်ဟာမင်းမျိုးမင်းနွယ်ဖြစ်တဲ့အတွက်ထိုနေရာကိုခတ်တင်ကြောင်းရှောက်ပါရယ်ဘရင်မီးတီကမိမိခန့်အပ်တော်သူကကြီးကျုံတော်ဖြစ်တော်လဲပညာအရေးအချင်းနဲ့ပြည့်စုံတော်ကြောင့်ခံထားပေသည်လို့မိန့်တော်မူတော်လဲမိဖုရားကမယုံတဲ့အတွက်ထင်ရှားအောင်ပြမယ်လို့ဆိုကမိဖုရားရှိတွင်ပင် ထိုသူနှစ်ယောက်ကိုနန်းတော်အောက်တွင် ခွေးမတကောင်ခွေးငယ်များမွေးလျက်ရှိသည် သွားရင်ကြည်ကြရှေလို့အစီတော်မူလိုက်ပိုင်မိဖုရားရဲ့မောင်ဖြစ်သူကဘရင်ဤအထင်ကြီးမှုကိုရရဲ့အလင်းအမြန်ပြေးကြည့်ပြီးပြန်လာပိုင်ဘရင်မင်းထီကအမတ်အဖြစ်ခန့်အပ်ပြီးခံထားရတဲ့ကြီးကျွန်ကအလကားတစ်ဖြစ်မကြည့်ခိုင်းရလို့တွေးစာပြီးအရာရာကိုစိတ်ဆက်စွာမှတ်သားပြီးမှဘရင်ရှိရာသို့ပြန်လာပိုင်ဘရင်မင်းထီဟာအလင်းအမြန်ပြန်လာတော့မိဖုရားမောင်တော်အားခွေးများမွေးပြီလို့မေးရမွေးပါပြီလို့ရှောက်တဲ့ဘရင်ကဘဏ္ဍကောင်မွေးတဲ့လက်ထပ်မေးရ မဖြစ်နိုင်မဲ့ပြင်းစင်ပြီးရေတွက်ပြန်ရောက်မှအခွေးကလေးဘဏ္ဍကောင်မှလို့ရှောင်းနိုင်တယ်။တပန့်အထင်းမြင်များအမှတ်မြင်များမိသည့်အယောင်ကမြင်များဆက်သဖြင့်မေကွန်တိုင်းကိုသွားကြည့်ပြီးပြန်လာမှသာရှောက်ထားဖြစ်ဆုံးနိုင်ပါသည်။တို့အချိန်အတွင်းဘီရင်မိသည့်အမှတ်အဖြစ်ခန့်အပ်ခြင်းခံထားရသူပြန်ရောက်လာတာကြောင့်ရခိုင်နီအထက်မေကွန်မြောက်ကိုမီးတော်မူရာမိဖျားပောင်ကဲ့သို့အခောက်ခောက်အခါကပြန်သွားကြည့်စရာမလိုပဲအလုံးစုံပင်တေချာပြတ်သားစွာရှောက်ထားနိုင်ပါသည်။တို့အခါဘီရင်မိသည့်က ကဲမိပြာမိသူသည်အမတ်ရထူနှင့်ထိုက်တန်ကြောင်းအတင်ကိုယ်တိုင်မြင်ရကြားရပြီမဟုတ်လောလို့မိန်တော်မူမှမိပြားလေးချိန်နဲ့သွားပါရယ်ကဘာပေါ်မှာထီးနန်းစိုးစံတတန်အရှိဆုံးအဖြစ်ဂင်းနေမတန်းဝင်ပုဂ္ဂိုလ်၃ဦးထဲမှာရခိုင်ပြည်မိတိပါဝင်နေပါတယ်သူဟာ AD 1296မှ AD 1384ထိ65နှစ်တိုင်တိုင်ထီးနန်းစိုးစံခဲ့ရပဲဖြစ်ပါတယ်